ယနေ့ကဘာရင်ကျွန်တော်တို့ကြုံတွေ့နေရတော့ဇီးတန်နဲ့ပတ်သက်တော့ဘုံမယောဂများတဲ့မှာတခုမှာ atrial fibrillation ဖြစ်ပြီး atrial fibrillation ဝင်နှလုံးရဲ့အပေါ်ပိုင်းကန်တတော် auricle ဒီသမီးနဲ့လေယနေ့အမှန်အားရအထိတိခတ်သည်ထို့ကြောင့် auricle ဒီဖိစီးမှုမရှိကျုပ်ဆက်မှုမရှိတော့ကြောင့်သွေးတည်ရတက်နေပြီးသွေးကဲတခုဖြစ်ပေါ်ကအုံနောက်တို့ရောက်ပြီးလေဖြတ်ခြင်းဖြစ်စေသည်နှလုံးခုန်နှုံမြန်ခြင်းကြောင့်ကလုံးကစီမှုသည်အများအပြားဖြစ်ပေါ်လာသည် ထို့ကြောင့်လူနာသည်နှလုံးခုန်မြန်ခြင်းများကြောင့်အရေးကိုဌာနသို့ရောက်လာပြီးအသက်ရှူရခက်ခဲခြင်းပင်မနှံ့နေခြင်းနေ့တစ်ခါတရံသတိလစ်ခြင်းတို့ဖြစ်ပေါ်လာသည်သူတို့သည်အာယုံမဆိုင်ခြင်းသို့မဟုတ်အာယုံမပေးခြင်းကြောင့်နှလုံးကျဆင်းမှုတို့ရောက်ပြီးအသက်ရှူရခက်ခဲခြင်းကြောင့်အရေးပေါ်ဌာနတွင်ဝင်ရောက်ကုသရသည်အများအားဖြင့်အခြေအနေများကိုကမ္ဘာတဝန်းလုံးတွင်စေဝါထည့်စီမံခန့်ခွဲကြပြီးအိန္ဒိယတွင်လည်းထိုးထုတ်ဖြစ်ပြီး ဟုတ်ကြောင့်ဇေဝဤခီယောမူဒီဤကတနာကိုထိန်းချုပ်ရန်တုံးမဟုတ်ကတနာကိုပြင်ဆင်ရန်၄၀ရာတိုင်းတုံးမှ၅၀ရာတိုင်းတုံးသာရှိသည် ထိရောက်မှုဆေးဝါးတောင်အောင်မြင်မှုနှုန်းသည်နားဆက်ရကိုင်းနှုန်းသာရှိသည်ထို့ပြင်ကျွန်ုပ်တို့သည်တက်တလာကိုထိမ့်ရန်အထူးကုဆေးဘက်ဆိုင်ရာနီးပညာကိုမိတ်ဆက်ခဲ့ပြီးယင်းကိုရေဒီယိုဖရီကွေနတ်ဆွမ်းအင်အပူဖြတ်သိမ်းခြင်းတို့မဟုတ်အေကဲသောဘောလုံးဖြတ်သိမ်းခြင်းဟုခေါ်သည်ဤအထူးကုဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်များသည်တရားလေးဖြင့်အတွင်ပိုင်းမှလှုပ်ဆောင်သောလုပ်ငန်းစဉ်များဖြစ်သည်ကျွန်ုပ်တို့သည်နှလုံးအတွင်းသို့ဝင်ရောက်ပြီးအီလျက်စ်နှလုံးခုန်မမှန်ခြင်းအော်ရက်ကဲအတွင်းသို့ဝင်ရောက်ကထိုပိုင်းများကိုအာနိသင်မရှိစေရန်လှုပ်ဆောင်ပြီးပုံမှန်နှလုံးခုန်နှုန်းကိုပြန်လည်ရရှိစေရန်ကြိုးစားပါသည်ဤလုပ်ငန်းစဉ်များကိုနေ့စဉ်ပြုလုပ်သောလုပ်ငန်းစဉ်များဖြင့်ဆောင်ရွက်ပါသည်လူနာသည်ဆေးရ ုံတွင်တရက်တာနေထိုင်ရန်လိုအပ်သည် EA ခဲသောဘောလုံးခေတ်ချက်သိမ်းခြင်းကိုလှုပ်ဆောင်ခြင်းဖြင့်အရွယ်ရင်လူနာများတွင်လည်းဤနှလုံးခုမမှန်ခြင်းသည်ပုံမှုဖြစ်ပွားလေရှိတော်လဲထိမ့်ချုပ်နိုင်ပြီးရင်းတို့၏အသက်မွေးဝမ်းကြောင်းအရေးတွေးကိုတိုးတက်စေနိုင်သည်ဤလုံငန်းစဉ်များ၏အောင်မြင်မှုနှုန်းသည်85နီးပါးရှိပြီးစေဝါစီမံခန့်ခွဲမှု၏အောင်မြင်မှုနှုန်းထက်20နီးပါးပိုမှုမြင့်မာပါသည်။လူနာသည်ချက်ချင်းအိမ်ပြန်နိုင်ပြီးရင်းတို့၏အသက်မွေးဝမ်းကြောင်းရည်သွေးသည်အလွန်တိုးတက်ကောင်းမွန်လာပြီးရင်းတို့၏နှလုံးပြက်ကွက်ခြင်းလက္ခဏာများကောင်းမွန်လာပြီးလေးဖြက်ရောဂါဖြစ်နိုင်ခြေသည်အလွန်လျော့နည်းလာပါသည်။ ကင်းတို့သည်ပုံမှန်အသက်မွေးဝမ်းကြောင်းနှင့်အတူပုံမှန်ဘဝကိုဦးဆောင်ပြီးကင်းတို့၏အသက်ရှင်နိုင်မှုကောင်းမွန်လာပြီးထက်မှန်ဆေးရုံတက်ရခြင်းကိုရှောင်ရှားနိုင်ပါသည်ဤအကျိုးကျေးဇူးများသည်အထူးသဖြင့်အထင်ရှားသောနှလုံးခုန်လှူရှားမှုမမှန်ခြင်းဖြစ်သော atrial fibrillation အတွက် cranial balloon ablation ဟုခေါ်သောအဆင့်မြင့်အထူးကုလုပ်ငန်းစဉ်ကိုပြုလုပ်ခြင်းဤအကျိုးကျေးဇူးများဖြစ်ပါသည်